တကယ်တော့လေရိုးရိုးလေးပဲဖြစ်တဲ့အတွေ့အကြုံကခုကကိုဘွားရဲ့အောင်မြင်မှုဆက်ဆံရေးနဲ့ပျော်ရွှင်မှုတွေကိုဘလောက်ထိလွမ်းမိုးနိုင်မလဲဆိုတာစဉ်းစားကြည့်ဘူးလားကိုရဲ့ရရဲ့ချင်းတွေနဲ့ပတ်သက်ပြီးကိုယုံကြည်ထားတဲ့အချက်လေးတစ်ခုကကိုဘွားရဲ့လမ်းကြောင်းတစ်ခုလုံးကိုလုံးဝပြောင်းလဲပစ်နိုင်တယ်ဆိုရင်ဒီနေ့ပြောမယ့်အကြောင်းအရာအလုံးကဒီမေကိုလေးတစ်ခုပုံမှာပဲအခြေခံထားတာပါကိုရဲ့အရေးချင်းကြီးဆိုတာကျောက်တုံးပေါ်မှာထွင်ထားသလိုမျိုးပြောင်းလဲလို့မရတဲ့အရာတွေလားဒါမှမဟုတ်စူးစမ်းရင်ပြုစုပြောင်းထောင်လို့ရတဲ့အရာတွေလား ။ဒီမေကွန်ရဲ့အထီးကလူတွေကိုအုပ်စုအနုစု အဖြစ်ခွဲခြားလိုက်ပြီးသူတို့ရဲ့ဘဝကိုအကြီးအကျယ်တည်ရောက်မှုရှိနေပါတယ်။ဘလောက်အကြီးလဲဆိုတာကြည့်လိုက်ရအောင်ပါ။ဟုတ်ပြီ။အဲ့ဒီမေကွန်ရဲ့အဖြေကနေပြီးကျွန်တော်တို့ကိုအခြေခံကြတဲ့စိတ်နေစိတ်ထားနှမျိုးစီကိုခေါ်သွားပါတယ်။ဒီစိတ်နဲ့စိတ်ထားတွေကနေ့စဉ်ကြုံတွေ့နေရတဲ့စင်ခေါ်မှုတွေကြာရှုံးမှုတွေကိုကျွန်တော်တို့ဘလူးတုံးပြန်မလဲဆိုတာကိုနောက်ွယ်ကနေပုံဖော်ပေးနေရပါပထမတစ်မျိုးကတော့ fix mindset ပါဒီစိတ်ထားရှိတဲ့သူတွေက ညာကြီးတို့အရေးအချင်းတို့ဆိုလာမွေးရပါပဲပြောင်းလဲလို့မရဘူးလို့ယုံကြည်ကြတယ်ရှိတယ်လို့နေပဲယုံရဲရမယ်ပို့ဒါပေမဲ့နောက်တစ်မျိုးကတော့လုံးဝကိုစန့်ကျင်ဘက်ပါပဲအဲ့ဒါကတော့ growth mindset ပါဒီစိတ်ထားရှိသူတွေကတော့အရေးအချင်းတွေကိုစ조사အားထုတ်မှုနဲ့တင်ယူမှုကတဆင့်ဖွံ့ဖြိုးတိုးတက်အောင်လုပ်လို့ရတယ်လို့ယုံကြည်ကြတယ်သူတို့အတက်တော့ဦးနောက်ဆိုတော့ကြွတားလို့ပဲလေတုံးလီတမ်းမလီပဲဒီလိုကွဲပြားတဲ့ရှုမြင်ပုံတစ်ခုက ဘဝရဲ့ပန်းတိုင်တွေကိုလည်းလုံးဝကိုပြောင်းပြန်ဖြစ်သွားစေပါတယ်။ fix mindset ရှိတဲ့တူတယောက်အတွက်တော့အခြေဒီတိုင်းဟာကိုယ်တန်ဖိုးကိုတက်တွေ့ပြရမယ်ဆောင်းပွဲပွဲတစ်ခုလိုပါပဲ။ပန်းတိုင်ကဘာပဲဖြစ်ဖြစ်တော်တယ်ထက်တယ်လို့အထင်ခံရဖို့ပဲ။ growth mindset ရှိတူတယောက်အတွက်ကြတော့အခြေအနေတိုင်းဟာသင်ယူဖို့တိုးတက်ဖို့အခွင့်အရေးတစ်ခုပါပဲ။ကျွန်တော်တို့အလုံးမွေးရပါပါရမီရှင်ဆိုတဲ့ပုံပြင်တွေကိုတိတ်တိတ်ကြွားကြတယ်လေ။ဘာမှမလုပ်ပါပဲအလိုလိုတော်နေတဲ့သူတွေအကြောင်းပေါ့။ဒါပေမဲ့အဲ့ဒါဒီအလုံးကတကယ်တော့တန်တရားကြီးတစ်ခုဆိုရင်ကော ကဲနာမည်ကြီးပုဂ္ဂိုလ်တချို့ကိုလေ့လာပြီးမွေးရပါအရေးချင်းဆိုတဲ့အယူအဆကြီးကိုတစ်ချက်လောက်ဖြိုးချကြည့်ကြအောင်ပါပန်းကြီးလောကကိုဒေါ်လံပြောင်းလေဟဲတဲ့အမှုပညာရှင်ဂျက်စင်ပေါ်လော့ခ်နဲ့ဆက်လိုက်ကြရအောင်သူရဲ့ဇလံကတော်တော်လေးအံ့ဩစကောင်းပါတယ်ပေါ်လော့ခ်ရဲ့ကြီးကျယ်မှုကငွေရပါလက်ဆောင်မဟုတ်ခဲ့ပါဘူးမစုံမနစ်စူးစားအားထုတ်မှုရဲ့ရလက်စစ်စစ်ပါပညာရှင်တွေတောင်သူ့ရဲ့အစောပိုင်းလက်ရာတွေမှာထူးခြားတဲ့အရေးချင်းအရေးရောင်တောင်တွေ့ခဲ့ရဘူးလို့ဆိုကြတယ် မွေးရပါအမှုပညာရှင်ဆိုတဲ့အယူအဆကိုဒါကချက်ချင်းခြေဖြတ်လိုက်တာပဲမဟုတ်ဘူးလား။ကောင်းပြီဂီတလောက်ကမှာကောဘယ်လိုလဲ။ပါရမီရှင်ဆိုရက်စကလုံးရဲ့ပြည့်ရုပ်လိုဖြစ်နေတဲ့မိုးဇက်ကိုတစ်ချက်ကြည့်လိုက်အောင်။ကျွန်တော်တို့အားလုံးကမိုးဇက်ကိုအားစိတ်ထုတ်เสียမယ်လို့ပဲအကောင်းဆုံးတည်တည်ချင်းဒီဖန်တီးနေတဲ့ကလေးတွေရတာဖြစ်ပေမင်းအောင်မိကြရဲ့။တပိမဲ့တကယ်တမ်းတော့သူကဒီနေ့ခေတ်ကျွန်တော်တို့ချီးကျူးနေရတဲ့လက်ရည်တွေမထွက်ပေါ်လာခင်ဆယ်နှစ်ကျော်ကြာအပင်ပန်းခံပြီးလေ့ကျင့်ခဲ့ရတာပါ။ သူရဲ့အစောပိုင်းလက်ရည်တွေဆိုတခြားသူတွေရဲ့လက်ရည်တွေကိုကူးယူပေါင်းဆက်ထားတဲ့အတောင်ရှိခဲ့တယ်ဆိုပဲစ조사အားထုတ်မှုကမွေးရပါဆိုတာထပ်ပေါ်ရေးကြီးတယ်ဆိုရဲနောက်ထပ်သက်တေတခုပါပဲဒါမဲ့ဒီစိတ်နေစိတ်ထားနှစ်ခုကြားကအကြီးမားဆုံးကွာခြားချက်ကတော့လမ်းမှာအခက်ခဲတွေနဲ့ဂျုံလာတဲ့အခါမှာပေါ်လာတာပါပဲအဲ့ဒီအချိန်ကြားမှာကြာရှုံးမှုကိုတတိုင်းတစ်ခုလိုမြင်နေသူနဲ့လမ်းညွန့်ဆိုင်ပုတ်တစ်ခုလိုမြင်နေသူကိုရှင်းရှင်းလင်းလင်းခွဲမြင်နိုင်တော့တာပါ fix mindset ရှိတဲ့သူတယောက်တော့ ကြာရှုံးမှုဆိုတာတည်တံပေးလိုက်သလိုပါပဲဒါကသူတို့အရေးချင်းမရှိဘူးဆိုတာကိုတတ်သိပြလိုက်တာပဲလေဆိုတော့သူတို့ရဲ့နုနယ်တဲ့မာနာကိုကာကွယ်ဖို့အတွက်အပြစ်တင်တဲ့ကစားပွဲကိုစတင်တော့တာပါပဲတင်းနစ်ကစားသမားကြီးဂျွန်မကင်ညိုကိုပဲကြည်လေသူရှုံးသွားတဲ့အခါဘယ်တော့မှသူ့အမမဟုတ်ခဲ့ဘူးသူ့စင်ချေဆိုင်ထဲမှာအဖျားတက်တာခါနာတာတတိယမီဒီယာတွေအယမ်းပူတာအယမ်းအေးတာလေ့ကျင့်မှုနေတာလေ့ကျင့်မှုများလုံးတာအကုန်ပါရဲ့ ဒါဟာတောင်းယူမှုကနေထွက်ပြေးနေတဲ့ fixed mindset ရဲ့ပုံရိပ်အစင်မှန်ပါပဲ growth mindset မှာတော့လောမကို ပြောင်းပြန်ပါပဲကြာရှောင်းမှုဆိုတာကဘာပြတ်သွားတာမဟုတ်ပါဘူးဒါဟာတတိပေးခေါင်းလောင်းတန်တစ်ခုပါဟေးဒီနည်းနဲ့မရရဲ့နောက်တနည်းပြောင်းကြောစားကြည့်လို့ပြောနေရဲ့တန်ဖိုးရှိရဲ့တည်င်းချက်လက်တစ်ခုပါပဲ Michael Jordan က나ကျင်ဆရာခေါင်းရဲ့ရှုံးနေမှုတစ်ခုပြီးမှစင်ချွေတွေလိုက်မရှာခဲ့ပါဘူး အဲ့ဒီစာအဲ့ရှုံးနေမှုကိုလောင်စာအဖြစ်ပြောင်းသုံးခဲ့တယ်။သူပို့ပြီးပြင်ဆင်ဖို့လွန်မဲနားလေသွားတယ်။ရလာကတော့ NBA ချန်ပီယံဆုတုံးကျင်ဆက်တိုက်ပါပဲ။ဒါဟာကြာရှုံးမှုကအမခန်းအောင်မြင်မှုအဖြစ်ပြောင်းလဲလိုက်တဲ့ growth mindset ရဲ့စွမ်းအားပါပဲ။ဆိုတော့ဒီစိတ်နေစိတ်ထားတွေကလူတို့ဦးတယောက်ထဲထဲမှာပဲရှိတာမဟုတ်ပါဘူး။ကုမ္ပဏီတစ်ခုလုံးရဲ့ယဉ်ကျေးမှုကိုရောကျွန်တော်ရဲ့အရေးအကြီးဆုံးဆက်ဆံရေးတွေကိုပါဖုံဖော်ပေးပါရတယ်။သူတို့ရဲ့လွှမ်းမိုးမှုကဘယ်လောက်အထိနှဆိုင်တယ်လဲကြည့်လိုက်ရအောင်ပါ။ ။ချိဝိုင်းလောကမှာဆိုရင်အကျိုးဆက်တွေကအလွန်ကြီးမားပါတယ်။မွေးရပါပါရမီရှင်တွေကိုပဲကိုကွယ်ပြီးဝန်တန်းခန့်တဲ့ Aeron Law Company မျိုးဟာနောက်ဆုံးမှာအကြီးအကျယ်ပြိုလဲဖြစ်ရှိခဲ့ရတယ်။တစ်ဖက်မှာတော့ဝန်တန်းတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအားပေးတဲ့ Growth Mindset ရှိတဲ့ company တွေကရရှိထိကျတဲ့အောင်မြင်မှုကိုရရှိကြပါတယ်။ဒါကတိုက်ဆက်မှုတစ်ခုလုံးဝမဟုတ်ပါဘူး။အခြေရင်းမှာကဘလို့လဲ။ဒီကွာချားချက်ကတိတိတသားကြီးပါပဲ။ fix mindset ကဆက်ဆံရေးဆိုတာအစကတည်းကပြီးပြည့်စုံနေရမယ်လို့ယူဆတယ် ကတနာတွေပေါ်လာရင်ဒါကိုလတွဲဖို့မှာတခုခုမှားနေလို့ပဲဆိုပြီးအပြစ်တင်ဖို့မယ်ဦးတည်သွားတယ်။ growth mindset ကတော့ဆက်ဆံရေးကိုခရီးတစ်ခုလိုရှုမြင်ပါတယ်။ကတနာတွေဆိုတာအထူးတကားကြော်ဖြတ်ပြီးပိုခိုင်မာလာဖို့အထက်စင်ခေါ်မှုတွေအဖြစ်လက်ခံကြပါတယ်။ကဲနီးကုန်းချို့အနေနဲ့အရေးကြီးဆုံးအမှန်တရားတစ်ခုစီကိုလောက်လာပါပြီ။စိတ်နဲ့စိတ်ထားဆိုတာတသက်လုံးပြောင်းလဲလို့မရတဲ့အဆုံးဖြတ်တစ်ခုမဟုတ်ပါဘူး။ဒါကကိုမွေးခွာလာတဲ့အရေးချင်းတစ်ခုလည်းမဟုတ်ဘူး။ဒါဟာရှုမြင်ပုံတစ်ခုပါပဲ။ ကဘာကြီးကိုကြည့်တဲ့မျက်မှန်တစ်လက်လိုပါပဲပြီးတော့ဘဲချင်းမဆိုဒီမျက်မှန်ကိုချုပ်ပြီး not let ပြောင်းတက်ဖို့ဆုံးဖြတ်နိုင်ပါတယ် fix mindset ရှိတဲ့သူတွေကစ조사အထောက်ရမှာကိုဘာလို့ဒီလောက်ကြောက်နေရလဲစဉ်းစားကြည့်လေသူတို့အတွက်조사အထောက်ရတယ်ဆိုတာအားနည်းခြင်းရဲ့လက္ခဏာတစ်ခုလို့ဖြစ်နေလို့ပဲတကယ်လို့조사ဖို့လိုအပ်နေလေဆိုရင်ကိုကမွေးရပါအရေးချင်းမရှိဘူးဆိုတဲ့သဘောတက်ရောက်နေရပေါ့ဒါထက်ပိုတာကမ조사ထားခြင်းကသူတို့ကိုအကောင်းဆုံးစင်ချေတစ်ခုပေးထားတယ်လေ ငါသာတကယ်စူးစမ်းလိုက်ရင်အောင်မြင်မှာပဲဆိုတာမျိုးပေါ့ဒီစကားကအဓိကအချက်ကို ထိထိမိမိဖော်ပြနေပါတယ်မစူးစမ်းပဲနေခြင်းအားဖြင့်ကိုယ့်ရဲ့မာနကိုကာကွယ်ထားလို့ရတယ်ကိုယ့်ရဲ့အလားအလာတွေကိုမထိခိုက်စေတဲ့လုံခြုံတဲ့ပူဖောင်းလေးတစ်ခုထဲမှာနေလို့ရတယ်ဒါပေမဲ့တကယ်စူးစမ်းအားထုတ်လိုက်တဲ့အခါမှာတော့အဲ့ဒီပူဖောင်းကပေါက်ကွဲသွားပါပြီဒီတော့နောက်ဆုံးမှကျွန်တော်တို့ရှေ့မှာရွေးချယ်စရာရှင်းရှင်းလေးတစ်ခုပဲရှိပါတယ်အတိတ်ကိုပြန်ကြည့်ပြီး ငါသားဆိုဖြစ်နိုင်ခဲ့မှာဆိုပြီးမတုံးဖြစ်ခဲ့တဲ့အရေးချင်းတွေကိုစူတန်တစ်ပြီလို့သဘောထားပြီးတန့်စင်နေမလားဒါမှမဟုတ်ငါတန်ဖိုးထားတဲ့အရာတွေအတွက်အစွမ်းကုန်စူးစမ်းဖဲ့တယ်လို့ပြောနိုင်တာမျိုးကိုလိုချင်သလားအနှစ်ချုပ်ရရင်နော်ကိုယ့်ရဲ့အရေးချင်းတွေဟာပြောင်းလဲလို့မရဘူးလို့ယုံကြည်တာကဘွားလန်းချောင်းတစ်ခုပေါ်ပူဆောင်ပြီးပြီးဘွန်ဖြိုးတိုးတက်အောင်လှုပ်လို့ရတယ်လို့ယုံကြည်တာကတော့လုံဝကွဲပြားချနာတဲ့လန်းချောင်းတစ်ခုစီခေါ်သွားပါတယ်ကိုယ့်ရဲ့အခြေခံယုံကြည်ချက်ကိုပြောင်းလဲလိုက်တာနဲ့ ကိုးပွားရဲ့မိဘုံတစ်ခုလုံးကို ပြောင်းလဲလိုက်တာနဲ့အတူတူပါပဲ။ဒီတော့နောက်ဆုံးမှဒီနေခုံးလေးနဲ့နေခုံး၆ပါစေ။ဒီအသိပညာနဲ့အတူ ကိုယ့်အတွက်ဘလို့အနာဂတ်မျိုးကိုတည်ဆောက်မလဲ။ရွေးချယ်ခွင့်ကကိုယ့်လက်ထဲမှာပဲရှိနေပါတယ်။